ဒကာဒကမကြီးတွေကြိုးစားပြီးအားထုတ်ပါလို့အသက်တွေလည်းကြီးလာနေပြီဒီလာရောက်တဲ့ဒကာဒကမတွေဆန္ဒနာကြီးထိုးတဲ့ပုဂ္ဂိုလ်ပါမယ်တစ်ချက်ထိုးတဲ့ပုဂ္ဂိုလ်ပါမယ်နှစ်ချက်ထိုးတဲ့ပုဂ္ဂိုလ်ပါမယ်သုံးနာကြီးထိုးတဲ့ပုဂ္ဂိုလ်ပါမယ်လေးနာကြီးထိုးတဲ့ပုဂ္ဂိုလ်ပါမယ်ငါးနာကြီးထိုးတဲ့ပုဂ္ဂိုလ်ပါမယ်၆နာကြီး၆နာကြီးထိုးနေဝင်တော့မယ်ကုသိုလ်ကအရှင်ကုံပွားပြီးဆိုလို့ရှိရင်အမောင်တရောက်တော့မယ်အပုဒ်ကအရှင်ကုန်သွားလို့ရှိရင်납ပြေကိုသွားနိုင်တဲ့အသိဝိဇ္ဇာဉာဏ်ရရရ ဗမာ20ကိုသွားနိုင်တဲ့အသိဝိဇ္ဇာဉာဏ်ရရနိဗ္ဗာန်ကိုသွားနိုင်တဲ့ဝိဇ္ဇာဉာဏ်ဆုံးရင်ဆုံးမဆုံးလို့ရှိလို့ရှိရင်ဘယ်သွားကြမလဲဘယ်သွားလို့ဘယ်လာရမှမသိတဲ့ပုဂ္ဂိုလ်မှန်သမျှကတော့လေးပဲထောက်ပြီးရက်သင်းတော့အပေပဲဘာကြောင့်လဲတဲ့ဝိဇ္ဇာဉာဏ်မှမရဘဲကိုသမာဓိမှမရှိဘဲနဲ့ကျင့်မှလည်းမကျင့်ဘူးဝသီဘောလည်းမလုပ်ဘူးဝသီဘောဆိုတာအခုအရေကလုတ်တာအသေးကျင့်နေတာဝသီဘောပဲစာနဲ့ပုဂ္ဂိုလ်နဲ့စာဝသီဘောလေ့ကျင့်ပြီးတော့အားနေရတယ်ဒါဝသီဘောပေါ့ စာတတ်အောင်လို့တရားနှလုံးကျင့်ကြအားထုတ်တဲ့ပုဂ္ဂိုလ်ကအသေးကျင့်တယ်ဝသိဘောပဲသိတတ်ဖို့စိတ်ကလေးထားတတ်ဖို့ဝေဒနာဘောကိုစိတ်ကလေးထားတတ်ဖို့အသိလေးစိတ်ကလေးပြောင်းတတ်ဖို့အဲ့ဒီစိတ်ကလေးကြီးကြောတာဘုရားကအသိဟောတာစိတ်ပဲဟောတာအဲ့ဒီတော့ဝေဒနာကိုနားရကြိုက်တဲ့ထုံတယ်ကျင့်တယ်အောင့်တယ်လို့မသိနဲ့ဘာကိုသိရမလဲဝေဒနာတစ်ခုပေါ်လာရင်တင်းတယ်တောင့်တယ်လို့မသိပဲနဲ့ဝေဒနာသည်နာဤလက္ခဏာသဘာဝခံစားတဲ့သဘောလေးကိုသိတယ် ခံစားတာပဲသိတိပြင်ဘာမှမသိညဝေဒနာတွေအရခိုင်းတာတင်းနေတောင်းနေလို့ဒီလိုစေသသိက်တွေမဖြစ်စီနဲ့အဲစိတ်ဓာတ်သင်္ခါရတွေမဖြစ်စီနဲ့ဝေဒနာတွေအရခိုင်းတာဝေဒနာတနာမဟုတ်အောင်လို့ဝေဒနာမှာနာတယ်ခိုက်တယ်ဆိုလို့ဝေဒနာနာတယ်လို့သတ်မှတ်လိုက်ရင်ပိုးနာလာမယ်တနာခုသွားပြီအပေဆင်းပြီအဲဝေဒနာမခံစားနိုင်တဲ့စိတ်လောဒေါသစိတ်ဖြစ်ပြီဝေဒနာကန့်ကြည့်လိုက်တဲ့စိတ်ကလောဘစိတ် မခံစားကျင်တာဒေါသစိတ်အဲဝေဒနာဘောကနေပြီးအပယ်ကြီးလိမ့်ကြတာဝေဒနာဘောကနေပြီးတော့နှိမ်မှန်သွားတယ်ဝေဒနာဘောကနေပြီးနှိမ့်ညက်ပြေသွားတယ်ဝေဒနာဘောကနေပြီးတော့ပြမာသွားတယ်ဒုက္ခဝေဒနာဒုက္ခဝေဒနာဒီဘောကနေပြီးသန္တရာလဲတယ်အဲ့ဒီတော့ဝေဒနာဘောရပ်ဖို့အရေးကြီးတယ်ဘယ်လိုရမလဲဝေဒနာတစ်ခုပေါ်လာရင်နာရယ်ကြိုက်တယ်ထုံတယ်ကျင်တယ်အောင့်တယ်မသိပဲနဲ့ဝေဒနာဖြစ်လာရင်ပြင်းပြင်းလေးရှိသွားအဲ့ဒါသမာဓိနဲ့ပညာနဲ့ချိန် မရှုဘဲနဲ့တော့ရမနေနဲ့မရှုဘဲနဲ့ရရင်ဝေဒနာတစ်ခုတည်းသိရင်နာဖြစ်ပြမသိဘူးဝေဒနာသမာဓိပဲရတယ်အဲ့တော့သမာဓိနဲ့ပညာနဲ့ချိန်ချိန်တော့မှနာဖြစ်ပြတဲ့သဘောကိုသိလာလိမ့်ဒါကြောင့်မလို့ရှေ့ဆရာတော်ကြီးတွေဆရာတော်ကြီးတွေပြောတယ်သမာဓိနဲ့ပညာနဲ့ချိန်ရမယ်တဲ့ဘာဝနာချိန်ကပ်အောင်ဒါကြောင့်မလို့သမာဓိပညာနှစ်ပါးမျက်ချိန်ဝင် ဣန္ဒရေငါဤအလေးကိုတင်ဝရိယာဆိုတဲ့ပေါင်ကိုက်လင်းတဲ့ဥပါဆိုတာလည်းပြီးဝဲမှုတင်ဘင်းဆိုတာလည်းပြီးဝဲမှုတင်တဲ့အဲ့တော့မှပမာတိနဲ့ပညာနဲ့ချိန်ကချိန်လိုက်တဲ့ချက်ရှူတာကပမာတိဖြစ်တယ်ချိန်တိုင်းထားတာသူ့မှာအရေးကြောင့်ဆိုသူ့ကူမှာအဲ့တော့ခန္ဓာ၅ပါးအကြောင်းတရားအကျိုးတရားအကြောင်းတရားအကျိုးတရားဖြစ်ဖို့ကအရေးကြီးတယ်အပေတကားပိတ်ပြီးတော့သူဂရိဘုံနတ်ပြေ၆ချက်ကိုစိုးစားနိုင်အောင်အဲ့ ဝိဇာညာရအောင်ပါကိုဝေဒနာတစ်ခုပေါ်လာရင်ဝေဒနာဒီနာလာသိတာအဲသေဂာတိဆက်ဆက်ဝေဒနာဒီနာနာဤလက္ခဏာခံစားပြီးပြက်တဲ့သဘောလေးဒီတစ်ခုတည်းနဲ့သိတာအသေးစားဖို့ကအဲ့ဒါနဲ့ခံစားပြီးပြက်တဲ့သဘောတရားဝေဒနာဒီနာဤလက္ခဏာကိုသိထားပြီးဆိုရင်သုခတိဘုံပေါ်လိမ့်မယ်အဲ့ဒီစိတ်နဲ့ချုပ်ရင်နတ်ပြေသွားမယ်နာလိုက်တာကဲလိုက်တာလှုပ်လှိမ့်သိပြီဆိုရင်ငါတော့ပိတ်တာတို့ခွေးတို့ဘဲတို့ကြက်တို့ဝဲဝက်တို့ရေတွေကငါတို့ဖြစ်တော့မယ်ဆိုတော့အဲစိုးစားကြ ဒကာဒကမပြားတွေစားထားလိုက်တဲ့အသားတွေကဒီမဲ့အဲယုတ်ယုတ်ချင်းသုံးဆောင်ထားလိုက်တဲ့တော့ဝက်သားတွေစားကြက်သားတွေစားဘဲသားတွေစားဒကာတဲ့ဘဲသားကြက်သားကိုသတ်မှတ်ပြီးစားနေတာအဲသေးပြာတော့ဗာလဲတဲ့ဘဲတွေကြက်တွေဝက်တွေကခန္ဓာတွေနဲ့စားကြအောင်ဗျအဲယုံနာကိုမြင်ရင်မြင်သိညာသိယုံနေတာမရဘူးမလွတ်ဘူးအဲဒီတရားတော်များနဲ့တွေ့မှဒီတရားတော်များနဲ့မှမတွေ့လို့ရှိရဲ့ဘဲရီစတော့ဘဲဘဲခန္ဓာဖြစ်ပြီးတော့ဘဲကပြန်တလာတလဲပြန်စားအောင်မယ် ဝက်သားတွေစားတော့ဝက်ကပြန်စားအောင်မယ်။ကြက်သားတွေစားရင်ကြက်ကပြန်စားအောင်မယ်။ငါးတွေစားငါးပြန်စားအောင်မယ်။အဲ့ဒီတော့အခုကတည်းကသာသာကြီးမိတဲ့အချိန်ကငါလွတ်သွားအောင်ပါကိုကြိုးစားပြီးတော့ဝေဒနာကိုငါလွတ်သွားအောင်ရှုကြ။တဏှာမကိုအောင်ဝေဒနာဒီနာနိုင်သဘောဘာလို့တက်လဲခံစားပြီးပြက်တယ်။ဒါကဒီသုံးစိတ်ထဲရှုတာ။အဲဒီသုံးစိတ်ထဲရှုလိုက်ပြီးဆိုရင်ငါလွတ်သွားလိမ့်မယ်။နာတယ်လည်းမရှိဘူး၊ကြိုက်တယ်လည်းမရှိဘူး၊ထုံတယ်လည်းမရှိဘူး၊အောင့်တယ်လည်းမရှိဘူး၊ပူတယ်မရှိဘူး။ အေးတယ်လည်းမရှိဘူးလှုပ်တယ်ရွာတယ်လည်းမရှိတော့ဘူးဥပါဒတရားတွေမရှိတော့ဘူးဘာရှိလဲပြစ်စုံပါပေါ်လာတဲ့ယုံနာကိုခါစားပြီးပြက်တာပဲရှိတော့ဟောလွတ်သွားပါပြီဗျာဟောအပယ်လေးပါသွားစီတတ်တဲ့ကံလွတ်သွားပြီအဲစိတ်တွေကိုပြင်ပေးနေတာတော့သေးကနေ့ဆက်ဘယ်စိတ်နဲ့ချုပ်မလဲနာရာကြီးနဲ့ချုပ်မလားဖောရာကြီးနဲ့ချုပ်မလားပူရာကြီးနဲ့ချုပ်မလားဒီစိတ်နဲ့ချုပ်လို့ရှိရင်အပယ်လေးပါကိုလေးမဲ့ထောက်ပြီးတော့မိုးချော်ခိုင်းရမယ်အဲစားထားတဲ့ဥစ္စာတခါတည်းကိုဝစ်ချွေးတွေပြန်ဆတ်ကြအောင် ဘုံလုံးတလဲငါပြန်တလဲတဲ့ကိုကစားထားတဲ့ဥစ္စာပြန်ပြီးအစားခါအောင်အဲယုံနာကိုမြင်ရင်မြင်ယုံနာကိုသိရင်သိဥပါဒံလော့အောင်ရှုနိုင်ရင်ရှုမရှုနိုင်လို့ရှိလို့ရှိရင်ဖြစ်အဲတက္ကရာကောင်အပြလူဆယ်သိသိလူတယောက်အောင်ဖြစ်ဘူးပြန်ပြီးစားအောင်အစားခါအောင်ယုတ်ကသူ့ဘောနာကသူ့ဘောယုတ်ကသူ့ဘောနဲ့သူဖောက်ပြန်တယ်နာကသူ့ဘောနဲ့သူခံစားတယ်နာရကဘယ်ကလာတယ်ကြိုက်တာကဘယ်ကလာတာလဲအဲငါမရှိတာကိုအရှိမထင်နဲ့ရှိတာကဘာလဲ ဖောက်ပြန်တဲ့သဘောခံစားတတ်တဲ့သဘောနာယုတ်သာရှိတယ်။အဲ့ဒီနာယုတ်ကိုသာသိရဝေဒနာတစ်ခုပေါ်လာရင်နာဝသိနာဣလက္ခဏာပါလေခံစားပြီးပြက်တယ်။အဲ့ဒီခံစားပြီးပြက်တဲ့သဘောကိုသိလူတိုင်းလည်းမသိဘူးလားတဲ့ခံစားပြီးပြက်တော်တဲ့ခံစားပြီးပြက်တာပဲတင်းနာကြီးပေါ်လာတော့နာလိုက်တာလို့သိရင်အကွာရောလေးပဲထောက်မကြည့်ပါမရှင်ပဲကိုလူတိုင်းသိတာပေါ့ဖောက်ပြန်တဲ့သဘောခံစားတဲ့သဘောအလေးအကျင့်မလုပ်ဘူးနာတာကြီးပဲပေါ်လာတော့ ဟုတ်ခန္ဓာကိုကနေပြီးတော့ကြိုက်လာတယ်ဆိုတော့ကြိုက်တာကြီးပဲသွားသိလိုက်တယ်။လက်ဝှိုးတော့ကတော့တင်ညာနဲ့သိတယ်ဖောက်ပြန်တဲ့သဘောခံစားတဲ့သဘောတင်ညာပညာမဟုတ်ဘူး။ပညာဖြစ်အောင်ဟုတ်ရှုခိုင်းတာ။ပမာရိရှိအောင်ပမာရိကြောင့်ပညာဖြစ်အောင်အလိအကျင့်ဝစီဘောဝယ်ခိုင်းတာ။ခဏသိကြည့်ခိုင်းတာ။ဒီလိုမှသိမှမကြည့်ဘူးပဲနဲ့ရုပ်ဝေဒနာအစအလေအဆုံးအတိလေးမှမဆုံးဘူးတဲ့ပုံကမှန်လားမရကတော့ဘယ်ကလာပြီးတော့ဒီမှာရုပ်နာသိပါလား။ရုပ်နာသိတယ်ဆိုတာကကားပြောတာ။ပညာပဲသိတယ်။ ပညာဖြစ်အောင်လို့အခုကအရှုခိုင်းတာသေတတ်အောင်လို့ကိုယ်ခန္ဓာကိုယ်ကကိုယ်ရုပ်ဝေဒနာအစအလေအဆုံးကိုအတိလေးဆုံးသွားပြီဆိုဘယ်လိုသိလဲကြည့်တဲ့ပုံပေါ်မှာသိတာမကြည့်တဲ့ပုံပေါ်ဘယ်မှာသိမှာငါတော့ခဏသိပြီးပြီဟိဒုက္ခကုံဆုံးသွားပြီဟိကာယဝေဒနာစိတ်တကာယသတိပြန်ကနေပြီးတော့ဝေဒနာသတိပြန်နံပြောင်းတယ်ဝေဒနာကြီးကုံဆုံးသွားတော့စိတ်တသတိပြန်ရောက်သွားပြီအစိတ်တသတိပြန်တကြိမ်တခါရောက်ဘူးတဲ့ပုံပေါ်အပေတကာပြိတ်သွားပြီလွတ်သွားပြီဘာကြောင့်လဲ ခဏသိပြီးပြီလေကျိုးသားကြ